1389ခုနှစ်အတွက်တင်းနာသားသမီးတွေရဲ့နှစ်သစ်အထူးဟော့စတိုင်ကြီးကိုဆရာမဟောကြားပေးတော့မှာဖြစ်ပါတယ် အပမောင်းဆုံးနေတဲ့ဆင်မပြပြချင်တာကတော့လက်ရှိ1388ခုနှစ်မှာတိဏ္ဍသာသမီးတွေရဲ့တဏ္ဍာအတွင်ပေါ့နော်။အဲတဏ္ဍာအတွင်မှာဒါအလောက်ကန်ကိစ္စတွေစီးပွားရေး၊ငွေရေးချေရေးချမ်းမာရေးပေါ့နော်။အခြေရေးပညာရေးအစားနိုင်ငံခြားခီးကဲဆောင်ရွက်ရှောင်ရွက်နဲ့လိုက်နာမဲ့နော်ဒါအကြောင်းအရာလေးတွေပြုလုပ်အောင်ရေဒီယာလေးတွေကိုဒုခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့ဒီနေ့အတွက်တရင်းနာသားသမီးတွေရဲ့ကံစရာကိုကြည့်လိုက်တဲ့အခါမှာဒီနေ့ကံစရာရအဆိုးကောင်းဒုံတွဲတဲ့နှစ်ကိုရောက်ရှိပါလိမ့်မယ်။နော်အဆိုးတွေရောကြုံတွေ့ရမယ်အကောင်းတွေလည်းကြုံတွေ့ရမယ်။အဆိုးကောင်းဒုံတွဲနေတဲ့ကံကြမ္မာမျိုးလေးတွေရှိနေပါတယ်။အဲ့တော့တရင်းနာသားသမီးတွေကဆမ်မအခုနော်ဆမ်မအခုစပြောမယ်။လုံငယ်စီပွားငွေကြေးခန္ဓာတွေကိုအရင်ဆုံးစပြောပေးသွားမှာဖြစ်ပါတယ်လက်ရှိဒီနေ့အတွက်ပေါ့နော်အဲ့ဒီမှာမှာ ကိုကဒီနှစ်မှဆိုရင်ပေါ့နော်လုပ်ငန်းစီးပွားပိုင်းတွေကအာလုပ်ငန်းစီးပွားပိုင်းတွေလည်းအလိုပဲဒါအတက်အကျလေးနဲ့သွားမှာเนาะသွားမယ်နေ့ဖြစ်တဲ့အတွက်အဲကန်စာတာကအခုဆီယမဟောမဲ့ဟော့စတန်ရာတနင်္ဂနွေသားသမီးတွေဟောတာတနင်္လာသားသမီးတွေပေါ့နော်ဒါအရှေ့ပိုင်းမှာတနင်္ဂနွေသားသမီးတွေပြောပြီးွားရင်တနင်္လာသားသမီးတွေအတွက်ကဘာတွေပေါ့နော်ဒါကြုံတွေ့ရမလဲဆိုတဲ့အနေထားလေးတွေရဲ့ ပြီးတော့ဆောင်ရွက်ရှောင်းမဲ့အနေထားလေးတွေဒါဆင်မတစ်ခုချင်းပြပြပေးသွားမှာဖြစ်တယ်တင်းနာသားသမီးတွေအကုန်လုံးကဒီ hostel မှာကိုက်ညီမှုရှိနိုင်လားမရှိနိုင်လားပေါ့နော်ဆိုတော့ကိုဆင်မတစ်ချက်ပြပြပေးသွားမယ်အဲ့တော့လူတယောက်မှာတက်ရောက်ကန်စားတာဆိုတော့ရှိရပေါ့နော်တင်းနာသားသမီးတွေတိုင်ထဲရောက်တဲ့နှစ်ပေါ့နော်ဒီနှစ်မှာ1988ခုနှစ်မှာ တိုင်ထဲရောက်တဲ့နှစ်တွေအဲတိုင်ထဲရောက်နေတဲ့သူတွေကတော့ လက်ရှိဟောနေထားတဲ့ပို့ပြီးအားတာမဲ့နှစ်ပေါ့နော်အဲ့တော့ဒီလက်ရှိအနေထား hostel ကြီးကတိနာသားသမီးတွေပေါ့နော်ဒါတိုင်အောင်ရောက်နေတဲ့သူတွေဘုံမိကျနေတဲ့သူတွေကလက်ရှိ hostel ထဲအနှဲငယ်နော်ကန်တရာနေပါလိမ့်မယ်နေကြလိမ့်မယ်ပေါ့လူတယောက်နဲ့တယောက်ကတော့ဒါနေနာသားသမီးတွေအကုန်လုံးကိုပေါ့နော်ဒါဆင်မကပြင်းပြဟောထားတဲ့အတွက်ကိုယာနှုံးပြေတော့ကွက်တိမမှန်နိုင်ဘူး တိုင်ထက်ရောက်သူတွေအတွက်ကတော့အရာရာအဆင်ပြေမိမယ်မမီးရဲ့အဲဒီနှစ်တက်ရောက်မှာတိုင်အောင်ကြနေတဲ့သူတွေဘုံမိကြနေတဲ့သူတွေတော့ကအနှဲငယ်ကန်စရာမှိန်ပါလိမ့်မယ်နော်လက်ရှိ hostel နဲ့အနှဲငယ်ညံ့ပါလိမ့်မယ်ထို့ကြောင့်စမတ်နေနဲ့ဒါတွင်းနာသားသမီးတိုင်းအကုန်လုံးကဒီလိုကန်စမာမျိုးကြားရောက်မယ်လို့မဆိုလိုပေမဲ့တော်တော်များများရာခိုင်နှုန်းပေါ့နော်ဟောကဒီ hostel လေးအတိုင်းအဲဒီ1389ခုနှစ်မှာဖြတ်တန်းမှာဖြစ်ပါတယ်နော် အဲ့တော့အရင်ဆုံးပြပြပေးသွားမှာကတော့လုပ်ငန်းစီးပွားခန္ဓာလေးတွေပေါ့ဒီနေ့ပိုင်းထဲမှာလုပ်ငန်းစီးပွားပိုင်းနေလုပ်ငန်းစီးပွားပိုင်းတွေကိုကြည့်လိုက်တဲ့အခါမှာမိမိတို့ကလုံနိုင်တယ်လို့ခီးမရောက်နေပဲဖြစ်နေတတ်တဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုပေါ့နော်အလုပ်တက်လုံနေတယ်ဒါပေမဲ့ကိုလုံနေတယ်လို့ခီးမရောက်နိုင်ဘူးဖြစ်နေတယ်အာလုပ်ငန်းပိုင်းထဲမှာခက်ခဲထင်းငော့လေးတွေရှိမယ်အတိုက်ခံလေးတွေပေါ့မယ်မိလုပ်ငန်းပိုင်းထဲမှာဆိုရင်အဲဒါရှင်ပြိုင်သူတွေရှိတာမျိုးပေါ့နော်မနာလိုသူတွေရှိတာမျိုးလေးကြုံတွေ့ရမယ် ဆိုင်ရင်းဆရာလေးတွေကတော့အနှဲငယ်ရှိနေလိမ့်မယ်ဒီနေ့တွင်းမှာမိမိတို့ရဲ့လုပ်ငန်းစီးပွားပိုင်းမှာဘောနော်ဒါလုပ်ငန်းစီးပွားလုပ်တဲ့နေရာမှာလောကစောတိုက်ပြီးတော့လုံးလုံးမရဘူးလောဘကြီးပြီးတော့လည်းလုံးလုံးမရဘူးဘောနော်အဲ့တော့အချိန်ခါအချိန်နေကိုကြည့်ပြီးတော့ပြုလုပ်မှသာအဆင်ပြေမယ်ပေါ့နော်အဲ့တော့အချိန်ခါနဲ့အချိန်နေကိုလိလာတုံးတက်ပြီးတော့ပြုလုပ်မှသာအဆင်ပြေမယ်ကိုကလောဘကြီးပြီးတော့အရှိမနော်အဲ့လိုမျိုးဒီ ကုံကြုံလုံနေတာမျိုးပေါ့နော်လောဘကြီးပြီးရင်းနှီးမြုပ်နေတာတွေအဲ့လိုမျိုးတွေအဲတတိထားမဲ့နှစ်ပေါ့ဒီနှစ်ကပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီနှစ်ပိုင်းထဲမှာဆိုရင်စီးပွားရေးလုံတော့မယ်ဆိုရင်အာအဓိကနဲ့တာမညာခွဲခြားလိမ့်မယ်နော်အဲ့တော့အဓိကနဲ့တာမညာခွဲခြားပြီးတော့ပြုလုပ်နိုင်အဲပြုလုပ်ပြောဆိုနိုင်ရလိမ့်မယ်နောက်ထပ်ပေါ့နော်အာကိုယ့်ရဲ့ကံစရာရကြည့်မယ်ဆိုရင်ကိုယ့်ကိုကိုကြီးထောက်ပံ့ပေးမဲ့သူတွေပေါ်လာနိုင်တယ်ပေါ့ နော်ဒါမိကောင်းဆွေကောင်းနေပေါ့နော်ဒါအကူအညီထောက်ပံ့ပေးတာမျိုးတွေရှိမယ်နော်လူမျိုးခြားဘာသာခြားတွေရဲ့အကူအညီထောက်ပံ့ကောင်းလေးတွေရရှိတာမျိုးတွေတွေ့ရမယ်အောင်းလန်းငယ်သားတွေရဲ့အကူအညီထောက်ပံ့ကောင်းလေးတွေရရှိလာတာမျိုးလေးတွေရှိမယ်ဒီနေ့ပိုင်းထဲမှာဖြန့်နှင်းနည်းနဲ့ငွေရှာတာမျိုး အာစီပွားရှာတာမျိုးတွေရတော့ဒါရှောင်းသိမ့်တဲ့နှစ်ဖြစ်ပါတယ်เนาะအဲ့တော့မိမိကိုကိုကိုအာကိုပြီးတော့စီပွားရှာတာသူများကိုအာမကိုနဲ့ပေါ့เนาะအဲ့တော့သူများကိုအာမကိုပဲနဲ့ကိုကိုကိုအာကိုပြီးတော့လုပ်ငန်းစီပွားလုပ်ပါယုံကြည်လို့မရဘူးပေါ့เนาะကိုကယုံကြည်ပြီးတော့လလွဲထားတာတွေကကိုပဲဒုက္ခပြန်ရောက်တယ်ပေါ့เนาะအဲ့တော့သူများကိုအာကိုနေမယ်ဆိုရင်ကိုသာဒုက္ခရောက်ကြံခဲ့မယ်အာကိုလို့မရတဲ့အနေထားတွေရှိတယ် ထို့ကြောင့်ကိုကိုကိုအားကိုပါကုတ်တုကိုချွန်ရက်တီပါဒီနေ့အတွင်းမှာပေါ့မြို့တော်မှာအားကိုလို့မရဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးရှိပါတယ်အဲ့တော့ဒီနေ့တွင်းမှာလုပ်ငန်းစီးပွားပိုင်းလေးတွေလုပ်တဲ့နေရာမှာပြိုင်ဆိုင်မှုလေးတွေညားတယ်ပေါ့နော်အဲ့တော့လုပ်ငန်းတွေလုပ်တဲ့နေရာမှာပြော့ပြတာတိုင်ပင်တာတွေသတိထားပါเนาะဒီနေ့ပိုင်းထဲမှာငါတို့ဘာပြင်ဘာတိုးချင်မှာဘာလုပ်ငန်းပြင်ဘာလုပ်ဖို့ရှိရဲဘယ်လောက်မှကြာရင်ငါဘာ ဘာတွေလုပ်ဖို့ရှိတယ်မပြောပြနဲ့ကိုယ်ကျန်သူများဥသွားနိုင်တယ်ပေါ့နော်အဲအဲ့ဒါလေးတွေသတိထားပါနောက်ထပ်ဒီနေ့ပိုင်းထဲမှာလုပ်ငန်းသစ်စတင်ပြီးတော့လုံမဲ့သူတွေပေါ့နော်ရှိပါတယ်ဒီနေ့မှာလုပ်ငန်းသစ်စတင်ပြီးတော့လုံမဲ့သူတွေအတွက်ကလည်းဘလို့လုပ်ငန်းတွေအကျိုးပေးမလဲဆိုတော့အာစနေနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေတနင်္လာနေ့ကြာတာပြင်းနဲ့အင်္ဂါနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ် အဲ့တော့စနေနံနဲ့ပတ်သက်တဲ့လုပ်ငန်းဘာနန်နေလဲဆိုတော့အထယ်လုပ်ငန်းနေဓာတ်ဆီဒီဇယ်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းနေပေါ့နော်အဲ့တော့ထမင်းဆိုင်ဒီဇိုင်းလုပ်ငန်းနေနောက်ပြီးတော့ဒါအင်္ဂါနံနေဖြစ်တဲ့စားတောက်ကုံစတိုးဆိုင်ဆန်စီဆေးပေါ့နော်အော်နောက်ထပ်ဒီဆက်တူရှယ်ယာလုပ်ငန်းနေနောက်ပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းကုံစုံကုံကြောက်ကုံမာလုပ်ငန်းကုံရောင်းကုံဝဲလုပ်ငန်းပေါ့နော် အာခြံကားကြောက် လုပ်ငန်းတွေအကျိုးပြုတယ်အဲ့လုပ်ငန်းတွေနဲ့တွဲလုပ်ပါเนาะဒီလုပ်ငန်းတွေကဟိုကလုပ်ငန်းတွေစတင်မဲ့သူတွေကတော့ဒီလက်ရှိအဲ့လုပ်ငန်းတွေလုပ်ပါအာဒီလုပ်ငန်းလုပ်နေတဲ့သူတွေကလည်းလုပ်ငန်းစီးပွားပိုင်းလေးတွေကောင်းမွန်နေမဲ့နေထားလေးတွေရှိတယ်အမေဒီနှစ်အတွင်းမှာလုပ်ငန်းစီးပွားအတက်ကျရှိမယ်เนาะဒီနှစ်မှာဒီလထဲမှာလုပ်ငန်းလေးတွေကောင်းမွန်မဲ့နောက်မှမှအနည်းငယ်ကျရင်ကျသွားလိမ့်မယ်ဒီလမှာလည်းနည်းနည်းကျဆင်းနေပေမဲ့နောက်တစ်လမှတော့ပြန်တက်တာမျိုးလေးတွေရှိမယ်ရောဒီလိုမျိုးတွေနဲ့သွားမှာเนาะဒီတနေ့လုံးက အဲ့တော့လောဘကြီးလို့တော့မရဘူးနောက်ပြီးတော့အဖို့တန်ယရနာပစ္စည်းလေးတွေပေါ့နော်အာဒီနှစ်ပိုင်းထဲမှာတတိထားပါဆုံးရှုံးတက်တာတို့ပျောက်တက်တာတို့နော်အဲ့ယရနာပစ္စည်းအထွက်ရှိတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေတော့ရှိရဲအလူမင်္ဂလာပြုတ်ရတက်တယ်တဲ့အလူအတန်းတော်လောက်ကောင်းမင်္ဂလာတလောက်ကောင်းဒီနေ့မှပြုတ်ရတက်ပါတယ်တဲ့နော်အဲ့လိုမျိုးနောက်ပြီးတော့ရေတွင်းရေကန်တူရတာမျိုးလေးတွေတော့ရှိမယ် အဲ့တော့တချို့လားတွေမှာဆိုရင်ရုပ်တရက်လုပ်ငန်းပိုင်းတွေမှာမထင်မှတ်တဲ့နေရာနေပြီးတော့ဝင်ငွေလမ်းကြောင်းလေးတွေပေါ်လာတာမျိုးမထင်မှတ်ထားတဲ့နေရာနေရာပြီးတော့လုပ်ငန်းတိုးတက်လာတာမျိုးတွေလည်းကြုံတွေ့ရလိမ့်မယ်ပေါ့နော်တချို့လားတွေမှာလာတိုင်းတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလေးဒီတနစ်တာအတွင်းမှာပေါ့တချို့သော လားတွေမှာဆိုရင်ဒီလိုမျိုးလေးတွေကြုံတွေ့ရမယ်ပေါ့အခွင့်အလမ်းတွေလုပ်ငန်းအခွင့်အလမ်းတွေပေါ်လာတာမျိုးလေးတွေရောရှိမယ်ပေါ့ရုပ်တရက်ပေါ်လာတဲ့အခွင့်အရေးကိုကိုကိုတိုင်ပေါ့နော်အသုံးချပြီးတော့ပြုလုပ်ခြင်းကြောင့်အောင်မြင်မှုရရှိမယ်နှစ်ပါနော်ဒီနေ့ပိုင်းထဲမှာအဲ့ တော့ဒီနေ့ပိုင်းထဲမှာပေါ့နော်လုပ်ငန်းစီးပွားပိုင်းလေးတွေကတော့ဘုန်းကလို့ရှေ့ပိုင်းမှာပြောခဲ့တဲ့အတိုင်းဒါအဲကဲကျွန်မရအတက်ချာလေးတော့သွားနေမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဝန်ထမ်းတွေဆိုရင်တော့ကိုကဒီနေ့ပိုင်းထဲမှာလုပ်ငန်းစီးပွားပိုင်းတွေမှာเนาะပြုလုပ်နေတဲ့နေရာမှာအလုပ်လုပ်နေတဲ့နေရာမှာအနေငယ်စိတ်ပီစီးမှုတွေညားမယ်စိတ်ပင်မဲ့မှုတွေညားမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လုပ်ငန်းပိုင်းထဲမှာဆိုရင်ကိုကမထင်ပေါ်တာမျိုးလုံးတလောက်အရာမထင်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ အဲကိုရဲ့ကန်စတာမှာဖျားရည်များနေတတ်တယ်အတိုက်ခံနေများနေတတ်တယ်လက်ရှိလုံးမှာပေါ့နော်အဲ့လိုမျိုးအဲ့တော့လုပ်ငန်းပြောင်းလဲတွေပေါ်လာတာမျိုးတွေရောရှိနိုင်နေပေါ့တစ်ခါလေအလုပ်ပြောင်းချင်ထွက်ရှင်စိတ်တွေပေါ့မယ်အဲ့တော့ပြောင်းလဲမှုတွေကအကောင်းလားမကောင်းလားလို့မေးမယ်ဆိုရင်တစ်ဖက်ကရမှာတစ်ဖက်ကပြောင်းပေးပေါ့နော်ဒါပေါ့ခရီးကဝန်ထမ်းနေဆိုရင်တစ်ဖက်ကအလုပ်ရပြီဆိုမှတစ်ဖက်ကပြောင်းပြီးပြောင်းလဲရတော့အတင်းတင်းကောင်းပါတယ်အော်တစ်ဖက်ကရပြီဆိုမှတစ်ဖက်ကပြောင်းပြီးအလုပ်ထွက်ပြီးရှာရင်ကြာလိမ့်မယ် အဲ့တော့ဒီကိုအစောဝင်နေဖြစ်တယ်ဆိုရင်ပြောင်းလဲကိစ္စတွေကပြောင်းလို့ရတယ်ပေါ့နော်အဲ့လိုယာတို့လားစာတော့တိုးလိုက်မယ်ယာတို့တိုးရင်တော့မတိုးရင်လားစာတိုးနိုင်တယ်ကန်စာတာမျိုးတော့ရှိတယ် ။ဒါပေမဲ့ကို့မှာမနာလိုမှုတွေအားများတယ်။လက်ရှိလုပ်ငန်းပိုင်းထဲမှာအတိုက်ခံတွေတအားများတယ်။နောက်ထို့ကြောင့်သတိထားပါလူတိုင်းကကို့လိုစိတ်လိုမဟုတ်တဲ့အတွက်ကိုလုပ်ငန်းလုပ်တဲ့နေရာမှာအထူးသတိထားပြီးပြုလုပ်ပေးပါပေါ့နော်။အဲ့တော့အပြိုင်ဆိုင်တိုက်ခတ်မှုများမဲ့နေထားမှာရှိတယ်ဒါဝန်ထမ်းတွေဆိုရင်ပေါ့နော်။အကြီးကဲထက်လူကြီးဘိုင်းချောင်းလဲစိတ်ညစ်ရတာမျိုးစိတ်ပင်ပန်းတာမျိုးတွေတော့ရှိရဲ့ပေါ့နော်။အဲ့လိုမျိုးလေးတွေရှိရဲ့။ ဲ့တော့အစိုးရဝင်လဲဆိုတင်တဲ့တဲ့အောင်ကိန်းတွေရှိတာမျိုးတွေကြုံတွေ့ရမယ်နော်ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝယ်တဲ့ကြတော့ရှိမယ်နော်တချို့လားတွေမှာအမြန်ဆုံးနေရမယ်တချို့လားတွေမှာအမြန်ဆုံးနေနေမယ်ပေါ့နော်အဲ့တော့လုပ်ငန်းတိုးချဲ့တာမျိုးတွေရှိမယ်ပစ္စည်းတိုးလောင်ထားတာတွေတတိထားပြီးတိုးလောင်မှာအဲ့တော့ပစ္စည်းတွေကိုတိုးလောင်မယ်ဆိုရင်စားတောက်ကုန်တွေကုန်ချောက်တွေပေါ့နော်အဲတုံလောင်တိုးလောင်လို့ရတယ်ပေါ့နော်စားတောက်ကုန်နဲ့ပတ်သက်တာကုန်ချောက်နဲ့ပတ်သက်တာလေးတွေကတော့ဒါတိုးလောင်လို့ရတယ်တခြားတိုးလောင်ပစ္စည်းတွေပဲတွေပါရတတိထားပေါ့နော် ူလောင်ရမယ်အဲပဲပဲတူလောင်တာမျိုးလေးတွေเนาะအားတွေကတော့သတိထားပါတော့နောက်ပြီးတော့ အာဒီနေ့ပိုင်းထဲမှာလူသုံးကုန်ပေါ့နော်စားတောက်ကုန်ကုန်မလုပ်ငန်းတွေကပို့ပြီးအားကောင်းတဲ့အတွက်ကိုဒီလုပ်ငန်းလေးတွေနဲ့ပေါ့နော်ရောင်းဝယ်လုပ်ရှင်ပို့ပြီးတော့အဆင်ပြေတယ်လောဘမကြီးပဲနဲ့ပုံမှန်နေထားတိုင်းသွားပါเนาะဒါလောဘကြီးလို့မရတဲ့နှစ်ဖြစ်တာပေါ့နော်ဒီနေ့ပိုင်းထဲမှာလောဘကြီးလေဆုံးရှုံးမှုများလေဖြစ်တတ်တဲ့အတွက်အရာရာကိုရောင်းဝယ်လုပ်တဲ့နေရာမှာစိတ်ကိုအေးအေးထားပြီးတော့လောဘမကြီးပဲနဲ့ပုံမှန်တိုင်းနဲ့သွားနိုင်ရင်တော့ပို့ပြီးအားကောင်းတယ်เนาะလုပ်ငန်းစီးပွားပိုင်းတွေနဲ့ဒီနေ့ပိုင်းထဲမှာကုသိုလ်ကောင်းမှုလေးတွေရှင်တွဲပြီးလုပ်ပါဒါနာ တီလကာမကုသိုလ်လေးနဲ့ဘဝကိုဖြစ်တဲ့ဌာနဆိုပေးတော့ဒါပေးကန်းစွန့်ကြဲတာလေးတွေတီလမြဲတာကာမကုသိုလ်လေးနဲ့ဘဝကိုဖြစ်တဲ့ကိုကအရှင်းမှာစီးပွားရေးတွေမဲလို့နောက်မှာကုသိုလ်ရေးဘာသာရေးအားနေတဲ့အခါမှာကန်ဆိုးတဲ့နှစ်ကန်ဆိုးတဲ့လာတွေဒုက္ခရောက်တဲ့ဘဝအထိနာတက်တယ်နော်ထို့ကြောင့်တော့ဒါကိုယ်တို့ကောင်းမွန်တဲ့လူဒီလိုမျိုးလေးတွေတွဲပြီးတော့အရှင်တွဲလို့ပါခက်ခဲမှုတွေရှိနေရင်လည်းပဲလွန်မြောက်တတ်တဲ့ကိုညီမဲ့သူပေါ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးနောက်ထပ်ပြီးတော့ငွေကြေးကံလေးကိုဆင်မပြောပေးမယ် တော့ဒင်းနာသားသမီးတွေရဲ့လက်ရှိနှစ်မှာငွေကြေးကံကိုကြီးလိုက်တဲ့အခါမှာငွေရေးကြေးပိုင်းနေရပေါ့နော်အဲ့တော့ငွေအဝင်နဲ့အထွက်နော်ဘလို့ဖြစ်နေလဲဆိုတော့တခါတည်းရမမြတ်တာဘူးဖြစ်နေမယ်တဲ့နော်ငွေအဝင်ရှိတယ်ဒါပေမဲ့အထွက်ကလည်းများမယ်တခါတည်းရငွေအဝင်ထွက်မမြတ်တာငွေရှားတာတော့လွယ်ကူတယ်မခက်ခဲဘူးပေါ့ အရင်မခက်နေဘူးပေါ့နော်အာဒီကန္နာနိုင်တဲ့သူတွေတော့ကတော့အနိုင်ငယ်တော့ခက်ခဲမယ်နော်ဒါတချို့သူတွေတော့ကတော့ငွေရှားတာလွယ်တယ်ဒါပေမဲ့လက်ထဲမှာမမြဲဘူးဖြစ်နေတယ်ငွေအဝင်နဲ့အထွက်ကအာများနေတတ်တယ်ငွေရတော့ဝင်နေတဲ့အထက်ကလည်းပြင်ပြင်များနေတဲ့တော့ကုန်စရာတွေရတဲ့စီလိုပေါက်ရှာပြန်ကုန်နေတဲ့ဖက်ကလည်းဝင်ပြီးတော့တစ်ဖက်ကလည်းပြန်ကုန်နေတာပေါ့နော်အဲ့လိုမျိုးရှိမယ်အော်တချို့လားတွေဆိုရင်ငွေဝင်ပြီးတော့ကျွေးတင်နေတဲ့လားတွေတောင် ကြုံရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ရှိနိုင်တယ်အဲ့တော့ငွေကအဖက်ဖက်ကနေကိုယ်ကရှာဖွေနိုင်မှစူဆောင်းနိုင်မှငွေရောပေါက်တွေထိနိုင်မှပဲဒီနေ့ကကောင်းတယ်ပေါ့နော်အဲ့တော့ငွေအတွက်တစ်ခါတည်းရင်စိတ်ညစ်ရတဲ့လတွေလည်းကြုံတွေ့ရမယ်ထို့တော့ထို့တော့ငွေရေးချင်းနဲ့ပတ်သက်ပြီးအာမခံတဲ့အလုပ်တွေချိန်ငားတဲ့အလုပ်တွေငွေနဲ့ရင်းတဲ့အလုပ်တွေကသတိထားပြုလုပ်ပါလမ်းကစားလို့ရှင်ဒုက္ခရောက်တတ်ပါတယ်ထို့ကြောင့်ငွေရောဖြန်းနှင်းနည်းမရှာပါနဲ့တမအားစည်းဝါးကြကြရှာပါအဖက်ဖက်ကနေရှာနိုင်မှရမယ်ကိုကငွေဝင်နှန်းတစ်ခုတည်းမ ဟုတ်ဖဲနဲ့ပေါ့နော်အဖက်ဘက်ကနေတခြားတစ်ဖက်ကနေဒီတစ်ဖက်ကနေငွေလေးတွေဝင်တယ်တခြားလမ်းတွေကလည်းပဲငွေဝင်လမ်းလေးတွေကတစ်ဖက်အဖက်ဘက်ကနေရှာဖွေနိုင်မယ်ဆိုရင်ကိုယ့်တက်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ဝင်လမ်းတစ်ခုတည်းဆိုရင်ခက်ခဲတဲ့လားဒီကြုံတွေ့ရလိမ့်မယ်ထို့ကြောင့်ငွေကိုခြွေတာပြီးသုံးမှာစီးနဲ့ကန်းနဲ့သုံးမှာငွေဝင်ရင်ကောင်းမှုကုသိုလ်လေးတွေမကြမကြပြုတ်ပေးပါနော်ငွေမြဲစေတတ်ပါတယ် အော်ငွေရေးချေးနဲ့ပတ်သက်ပြီးမြဲဖို့အတွက်အနှံ့ရောင်အိတ်လေးအများအားအသုံးဆောင်ပြုပေးပေါ့နော်ငွေမြဲစေတယ်ငွေအေးစေတယ်အနှံ့ရောင်ပတ်စံအိတ်လေးရနော်နောက်ထပ်ပေါ့လူမှုရေးကဏ္ဍလေးရှင်းမပြပြပေးသွားမယ် အဲ့တော့တင်းနာသားသမီးရဲ့လက်ရှိလူမှုရေးကဏ္ဍလေးကတော့ဒီနှစ်အတွက်ကအတိုက်ခံများမဲ့နှစ်ဖြစ်ပါတယ်နော်အဲ့တော့ဒီနှစ်မှာလူမှုရေးပိုင်းအားနည်းမဲ့အတိုက်ခံများမဲ့သူတို့ပိုင်းမကောင်းမြင်တာမျိုးမကောင်းပြောဆိုတာမျိုးမကောင်းဆွဆွဲခံရတာမျိုးပေါ့အကြောင်းမဲ့တက်တက်ဆွဆွဲခံရတာမျိုးတွေကြုံတွေ့ရမယ်လုပ်ငန်းပိုင်းတွေမှာတော့ပြိုင်ဆိုင်မှုတွေရှင်ပြန်မှုတွေအားများမယ်အထက်လူကြီးပိုင်းနဲ့အဆင်မပြေဖြစ်တာမျိုးတွေကြောင့်စိတ်ညစ်ရတတ်တယ်ပေါ့နော်အဲ့လိုမျိုးလူယုံဒုက္ခပေးတာမျိုးတွေရှိရတဲ့အတွက်လူယုံထားလို့မရဘူးကိုကိုကိုအား ိုပါမိသူ့မှာအားကိုးလို့မရဘူးပေါ့နော်မမီးကသူများဒုက္ခရောက်ချင်တော့ကုညီဖို့ဝေမလေးပဲမဲ့ကိုဒုက္ခရောက်ချင်ကုညီမဲ့သူမရှိပါဘူးတဲ့နော်ထို့ကြောင့် အာမြို့တို့မှာအာမကိုပဲနဲ့ကိုကိုကိုအာကိုရက်တီးပြီးတော့ပြုတ်လို့ပြောဆိုပါနော်အဲ့တော့ပြဿနာတော့လောက်ကအမှုအမှုခင်းတော့လောက်ကောင်းမို့အိမ်နွေးနော်ဒါအမှုအမှုခင်းပြဿနာတော့ကောင်းအိမ်နွေးပြဿနာတော့ကောင်းကြုံရနိုင်တယ်ပေါ့အဲ့ဒါကြောင့်နည်းနည်းလေးတတိထားပါစကားပြောတဲ့နေရာမှာစိတ်နဲ့မြင်မှာပြုတ်လို့တာလေးနေရှောင်းနော်အဲ့ဒါတချို့ကိုလောက်ရက်တစ်ခုကိုပေါ့နော်ကိုဒီလောက်ကလုံးသိမလုံးသိဒီစကားကပြောသိမပြောသိအများနဲ့မဲစင်ရင်သုံးသက်ပြီးတော့နော်ပြုတ်လို့ပြောဆိုနိုင်မှသာအဆင်ပြေမဲစိတ်ကိုအေးအေးထားပါ စိတ်ကိုအေးထားပြီးလောက်ကင်ပြောဆိုဖို့လိုအပ်လိမ့်မယ်နော်ဒီနှစ်တွင်းမှာနောက်ထပ်အိမ်တွင်းအိမ်တော်ရေခန္ဓာလေးတွေပြပြပေးသွားမယ်အဲ့တော့ထောင်တော့80နဲ့နော်9ခုနှစ်အတွက်အိမ်တွင်းအိမ်တော်ရေခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာ ဒါအိမ်နောင်ရဲအိမ်တွင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ဆရာလေးတွေအစီအမပြေမှုလေးတွေနိုင်ငံရှိမယ်အိမ်တွင်းရန်ပေါ်နေတာမျိုးလေးတွေရှိမယ်မကြာခဏဆိုတော့အတိုက်ခံနေအခြေအနေစကားများနေရတဲ့တဲ့မိမိထက်ကြီးကဲသူတွေနဲ့စိတ်သဘောထားကွဲလွန်မှုတွေရှိမယ်ဆန့်ကျင်ဘက်လေးတွေဖြစ်နေတတ်တယ်ပေါ့နော်သူတို့ကဖြစ်ရှင်တာတဲ့မျိုးမိမိကလှုပ်ရှင်တာတဲ့မျိုးအဲ့လိုမျိုးလေးတွေဆန့်ကျင်ဘက်တွေဖြစ်နေတယ်အိမ်နောင်ဘက်နဲ့လည်းမကြာခဏအာဘလို့ခေါ်မလဲရန်များနေတာမျိုးမမိအိမ်နောင်ဘက်နဲ့ အဲသူတခုကိုတခုစကားများတာမျိုးသူလည်းအလျှော်မပေးကိုလည်းအလျှော်မပေးနဲ့ဖြစ်နေတာမျိုးကြောင့်အိမ်လွင့်အိမ်တော်ကြီးလည်း ရန်တက်လေးကြာနေရပေါ့နော်အဲ့လိုမျိုးအဲ့တော့အပျော်ပါတောက်စားအိမ်နောင်ဘက်ကအပျော်ပါတောက်စားရှိတယ်လို့ဆိုအိမ်နွေးရင်မအေးချမ်းပဲဖြစ်နေတတ်တယ်တဲ့နော်အဲ့လိုမျိုးအိမ်နောင်ဘက်ကကိုကခံပျော်ပါမတဲ့သူအတောက်စားရှိနေတဲ့သူပေါ့နော်အဲ့လိုဆိုရင်စိတ်ပင်မဲမဲစိတ်ညစ်ရမဲအိမ်နွေးရင်မအေးချမ်းပဲရှိနေတယ်ပေါ့နော်အဲ့လိုမျိုးအိမ်နောင်ရင်မှာပေါ့နော်ဒါအနောက်ရှက်လေးတွေရှိရဲအဲတတိထားပါအိမ်နောင်ရင်မှာအဓိကတော့ စိတ်တူကိုယ်တူလွယ်တွဲနိုင်မှအေးချမ်းမယ်ပေါ့နော်တရားနဲ့တရားအလျှော်ပေးအရှုံးပေးပြီးတော့မဘာသာတရားလေးတွေအတူတူလောက်ကောင်းမှုကုသိုလ်လေးတွေအတူတူလုပ်ပြီးဖြတ်သန်းနိုင်တော့ပို့ပြီးအေးချမ်းမယ်အနောက်ရှက်တားစီလေးတွေကျော်လွှားနိုင်မှအဆင်ပြေမယ်မကျော်လွှားနိုင်တော့အိမ်တွင်းအိမ်ဆောင်ရေးပြဿနာကြီးလာနိုင်တယ်ထို့ကြောင့်အိမ်တွင်းအိမ်ဆောင်ရေးမှာအနောက်ရှက်တားစီတွေဝင်လာနိုင်တယ်ဒီရာတွေဒီကထားပြီးတော့ကျော်လွှားပေးပါနော်အဲ့လိုမျိုးဒီရာတွေကိုဟိုဒါ အာတိရနာသားသမီးတွေနဲ့မကျော်လွားနိုင်ဘူးဆိုရင်ဒုက္ခရောက်တတ်တယ်မမျော်လင့်ထားတဲ့ပြဿနာလေးတွေဖြစ်လာနိုင်တယ်ပေါ့နော်အိမ်တော်ကြီးတွေမှာထို့ကြောင့်အိမ်တွင်းအိမ်တော်ကြီးအိတ်ချမ်းမှုအားနည်းမဲ့နှစ်ပေါ့ နောက်ထပ်ငရေသူရတဲ့မေတ္တာရေကဏ္ဍလေးကိုကြည့်လိုက်တဲ့အခါမှာထင်မြင်တဲ့အမြင်လွဲမှားနေတဲ့အနေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအခြေရတော့စမ်းပွင့်စေပြီးတော့ရွေးချယ်မှုမှားစေတတ်တဲ့မိမိအပေါ်မှာလိန်ညာလဲစားသူတွေနုနဲ့တွေ့တတ်တယ်ပေါ့နော်မလို့လဲသူတဲ့ကြီးရွယ်ဦးနဲ့တွေ့တတ်တဲ့အတွက်သူသတိထားရှောင်မှာအချစ်ကိုယုံစားမိပါကငယ်သူတွေအတွက်ဒုက္ခရောက်တတ်ပါတယ်နော်ချစ်သူဆောင်တွဲနေတဲ့အဆိုးကောင်းတွန်တွဲနေတဲ့နှစ်ပါမိမိချစ်သူကြောင့်တော့ စိတ်ပင်ပန်းနေရတာမျိုးတွေရှိမယ်ပေါ့နော်။ဘာမို့တဲ့ပြဿနာနေတဲ့လက်ကတော့ကစားဖြစ်တာမျိုးလေးတွေတမွင်တို့မူလေးတွေရှိနေတတ်တယ်ပေါ့နော်။ချစ်သူကြောင့်စိတ်ပင်ပန်းတာမျိုးတွေရှိမယ်ပေါ့နော်။အဲ့တော့နှိုးဦးခြားထဲမှာပေါ့အမျိုးသမီးဖြစ်စီတော်လကအမျိုးသားဖြစ်စီတော်လကဝင်လာနိုင်တဲ့တစ္ဆာရှိရှိတဲ့တွဲပါ။အခြေဆရာရှုပ်ပါကမမြုံနေထားတဲ့ပြဿနာလေးတက်လာနိုင်တယ်။ထို့ကြောင့်အခြေခံနာလေးတွေမှာနားလည်မှုနဲ့တစ္ဆာရှိရှိတဲ့တွဲမှာအေးချမ်းနိုင်နိုင်မယ်နော်။ နောက်ထပ်မမီးတို့အနေနဲ့ပေါ့နော်ဒါမေတ္တာဧကနာလေးတွေပြီးသွားပြီဆိုရင်လက်ရှိနှစ်အတွက်ပေါ့နော်ဒါကျမ်းမာဧကနာလေးတွေပြော့ပြပေးသွားမယ်အဲ့တော့တင်းနာသားသမီးတွေရဲ့ကျမ်းမာဧကနာလေးတွေကြီးလိုက်တဲ့အခါမှာနော်ကျမ်းမာဧပိုင်းလေးမှာအနှဲငယ်စီတော့တော့ဖြစ်လိမ့်မယ်အဲ့တော့ကြီးကြီးမားမားယောဂါတော့မဖြစ်နိုင်ပေမဲ့အနှဲငယ်စီတော့ဖြစ်နေတယ်တခုအဲဒီလက်ရှိနှစ်မှာပေါ့နော်အနှဲငယ်ခရူးဆိုင်ဖို့လိုအပ်လိမ့်မယ် ဲ့တော့ဖြစ်တတ်တဲ့ယောဂလေးကတော့အစာရင်ဝမ်းပိုင်းနဲ့ပတ်သက်တာကြီးပေါ့နော်အစာရင်ဝမ်းပိုင်းနဲ့ပတ်သက်တာအချိန်မှန်မှစားတာမျိုးတွေကြောင့်နော်လေးအောင်နာလေးအောင်နာမျိုးတွေရှိမယ်ဥကောင်းမကြည်တာမျိုးပေါ့နော်အချိန်မှန်မအချိန်မှန်မစားပြီးတော့ကျန်းမာရင်ညံ့မယ်အောင်ကြောအားနေတာခေါင်းမကြည်တာအကြောတထာမျိုးတွေရှိမယ်နောက်ပြီးတော့ဖြားနာတတ်တယ်ပေါ့နော်နောက်တစ်ခါလေးအိတ်မပြောတာအတွေးများတာလေးတွေဖြစ်တတ်တယ်နောက်အသက်ကြီးပိုင်းနေမှာဆိုရင်ပေါ့နော်တစ်ခုပြီးတစ်ခုတော့အနှံ့ငယ်ရှိမယ် ဲ့တော့ဥနာနဲ့အာယုံချောပေါ့နော်ရေချုံမွားတာမျိုးသွေးပေါင်တွေကြလေးရှိပြီးမူးမောရှင်တုံနာလေးတွေဖြစ်မယ်ပေါ့နော်အဲကျန်းမာရေးငန်းနာလေးနောက်ပြီးတော့ထိခိုက်ထန်ရာရတတာလေးတွေရှိမယ်ချော်လဲတာမျိုးလေးတွေဖြစ်တတ်တယ်နော်ခြေလက်ထိခိုက်ထန်ရာတတာလေးတွေရှိမယ်ပေါ့နော်အဲရေခဲရေတောက်တာမျိုးလေးပန်းငါးနဲ့အိတ်တာမျိုးရေချုံမွားတာမျိုးအသက်ကြီးပိုင်းတွေတတိထားရမယ်ပေါ့နော်ဒီနေ့ပိုင်းထဲမှာအဲ့တော့အသက်အန်ဒီရဆိုရင်ဇာတော့မရှိဘူး ဒါပေမဲ့မတက်နာလေးတွေဖြစ်မယ်ပေါ့နော်။ခြူချတတ်တယ်စီရိုစီတောက်လို့ရတာစေကန်းပြနေရာကြီးဂျုံရတတ်တယ်နော်။နောက်ထပ်ပညာရေးဌာနနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမယ်။လက်ရှိဒီနေ့မှာပညာရေးဌာနလေးတွေကတော့ခက်ခဲတဲ့ကြားနေပြီးအောက်မြင်မှုရရှိမဲ့အနေအထားမှာရှိတယ်။သိပညာဘူးသူရတိုးပွားမယ်။ဆရာကောင်းတွေရဲ့လမ်းညွန်သွန်သင်ဆုံးမမှုကြောင့်အောင်မြင်စေတတ်တယ်မိမိရဲ့နော်ပညာရေးပိုင်းမှာလည်းဟောပြမယ်ဆိုရင်တခြားသောအကြောင်းအရာတွေပေါ့နော်စိတ်နှိမ့်မှုကြောင့်ပညာရေးပိုင်းမှာခက်ခဲလေးတွေရှိရဲ့ ထို့ကြောင့်တခြားသောအကြောင်းအရာတွေစိတ်မနစ်ဖန်တဲ့ပညာရေးကိုစိတ်နှစ်ပြီးကြိုးစားမယ်ဆိုရင်ဒါမိမိအားကြိုးစားသလောက်ဖုံးပေါင်းနိုင်မယ်နေဖြစ်တဲ့အတွက်ပညာရေးကံစားတာကောင်းတယ်အတန်းပညာပြီးဆုံးသွားရင်လည်းအတက်ပညာပိုင်းနဲ့ပတ်သက်တာလေးတွေနီးပညာပိုင်းနဲ့ပတ်သက်တာလေးတွေသင်ကြားရတဲ့တဲ့ဒီလိုမျိုးတွေလည်းကိုကနော်တက်ထားမယ်သင်ထားမယ်ဆိုကိုဘွားတဲ့အထောက်အကူပြုပါလိမ့်မယ်တဲ့နော်အဲ့တော့ဒီနေ့ပိုင်းထဲမှာဆိုရင်ဒီတနင်္လာနေ့အတွက်အကျိုးပေး တော့ lucky ခဏန်းလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အချို့ပေး lucky ခဏန်းလေးတွေက9ခဏန်း2ခဏန်း9ခဏန်း6ခဏန်းတွေရတော့အချို့ပေး lucky ခဏန်းလေးတွေဖြစ်ပါတယ်เนาะအဲ lucky color လေးတွေကိုပြပြပေးပါမယ်ဒီတစ်နေ့လုံးအတွက်ရဲ့ကြီးတော်ကိစ္စတွေလုပ်တဲ့နေရာမှာအရေးကြီးသောခီးစင်တွေတွားတဲ့နေရာမှာအရေးကြီးသောကိစ္စဝဝပြုလုပ်ပြောဆိုရမှာဝစ်စင်ဖို့အတွက် lucky color လေးတွေကတော့ပန်းစီရောင်လေးတွေအပြာရောင်မိုးပြာရောင်စိမ့်လက် စိတ်လက်လက်အရောင်လေးတွေအနဲ့ရောင်လေးတွေကတော့အချိုးပိလက်ကီကလာလေးတွေဖြစ်ပါတယ်ဒီကလာလေးတွေဝစ်စင်အသုံးပြုခြင်းဖြင့်ကန်စာတာပွင့်လန်းစီပါတယ်မယ်เนาะအဲ့တော့ဒီနေ့တဲ့ဆောင်ရံရှောင်ရံလေးတွေပြောပြပါမယ်အဲ့တော့အမြဲလို့ပေါ့เนาะမိမိတို့အနေနဲ့ကတော့ဘာလုပ်ပြရမလဲဆိုဒီနေ့ပိုင်းထဲမှာတော့ဘာသာတရားလေးတွေအထူးပြုလုပ်ပါဘာသာဘာသာရေးမမေ့စေနဲ့ပေါ့เนาะဖရာတရားတန်ငါပေါ့အဲ့တော့အမြဲတမ်းပဲပေါ့เนาะမမေ့စေနဲ့ ခင်မုန်းကြီးဆယ်ပါကိုအမြဲတမ်းပူဇော်ကြတော့ပါကောင်းမှုတစ်ခုနေ့စဉ်ပြုပါတက်ကြီးပူဇော်ပေးပါနော်မရှိစင်းတဲ့တကြီးရွယ်ဦးလေးတွေစေဝါတဲ့စာလူတာဆန်စီစေလူတာနော်ခင်မုန်းကြီးဆယ်ပေါအမြဲတမ်းပူဇော်ကြော့ပြီးဖြတ်တဲ့မှာသူ့တဲ့တက်ချင်းအထူးရှောင်ပေးပါနော်ဒီနေ့တွင်မှာအဲ့တော့နောက်ထပ်တစ်ခုကတော့အိမ်တော်ရေးဆရာရှုပ်တာတွေလည်းနော်ဒါရှောင်ပေးပါနော်ဖြတ်လန်းနည်းနဲ့စီဝါရှာခြင်းရှောင်ပေးပါနော်အဲ့တော့ဆောင်ရယ်ရှောင်ရယ်လေးတွေကတော့ဒီနေ့မှဒီလိုမျိုးလေးတွေနော်ဆောင်ပြီးတော့ဒီလိုမျိုးလေးတွေရှောင်မယ်ဆိုရင် နော်ကိုယ်အခက်ခဲမှုတွေလွတ်မြောက်မယ်နော်ကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တွင်မှာအဆဆရအစဉ်ပြေစေဖို့အတွက်ဒီနေ့တာလုံးပေါ့နော်ကန်ဆရာကောင်းမှုတွေပြုလုပ်ရမယ်ရေတရားလေးတွေကိုပြတ်ပြတ်ပေးသွားမှာဖြစ်ပါတယ်မိမိတို့အိမ်မှာတော့ဒါနေအိမ်မှာကိုယ်ကပေါ့နော်ဒါတိနာသားသမီးတွေအနေနဲ့ကန်ကောင်းခြင်းတွေရရှိအောင်ပြုလုပ်ရမယ်ရေတရားလေးကတော့မိမိတို့ရဲ့ မွေးနံထောင်ပေါ့တင်းနာထောင်မှာ TV ကိုအကြီးတက်လက်နော် TV ကိုအကြီးတက်လက်တလားတခါပုံမှန်လူပေးပါမိမိအိမ်ဖျားမှာနိုထမင်းလေးတစ်ပွဲပေါင်မုံလေးတစ်ပွဲပေါ့နော်အများတန်းကတ်လူပေးပါရေတန်လေးတစ်ခွက်ပေါ့နိုထမင်းပေါင်မုံတစ်ပွဲရေတန်တစ်ခွက်အများတန်းကတ်လူပါနေ့စဉ်ကတ်လူလို့ရသလိုတပတ်ကိုတစ်ချိန်နှစ်ချိန်စေတနာရှိသလိုကတ်လူပြီးတော့မိမိလိုရာစုတောင်းမှာနောက်ပြီးတော့နေ့စဉ်လက်ပွင့်ခါရာလေးတွေအများတန်းရွတ်ပါအန်ဒီကင်းခုံတော်လေးရွတ်ပြီးတော့နေ့စဉ်ဖြတ်တန်းမှာကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ် နောက်ပြီးတော့ဒီတနင်္လုံးပေါ့ကံစရာအញ្ញံလေးတွေကြည်အောင်ကို့မှာရှိเนาะကြားရောက်လာမယ်အញ្ញံပိုင်းလေးတွေကြည်အောင်ဘာလေးတွေပြုလုပ်ပေးရမလဲဆိုတော့မိမိတို့အနေနဲ့လူသွားလမ်းလေးတွေအမှိုင်ရှင်းမယ်ပေါ့เนาะလမ်းဘေးခွေးလေးတွေမကြမကြเนาะဒါအစာကျွေးမယ်နော်ငါအရှင်လေးတွေလွတ်မယ်ငှက်ကလေးတွေလွတ်မယ်ပေါ့နော်ဒါလမ်းရှင်းတာလေးတွေဒါလူသွားလမ်းလေးတွေမကြမကြအမှိုင်ရှင်းပြီးတော့ ်။ကိုယ်မှရှိတဲ့မကောင်းတဲ့အညာလေးတွေရှိရင်လည်းပဲဒီကိုယ်သူကောင်းမှုတွေကြောင့်ပြေပြောက်ပါဆေးဆိုပြီးဆူတောင်းပြီးတော့ပြုလုပ်ပါနော်။နေ့စဉ်တရဏဂုံသက်စိတ်ပေါ့နော်။အမနဲ့သက်စိတ်ညသက်စိတ်ရုပ်ပွားပြီးဖြစ်တဲ့မှာကံစိုးကံညာလေးတွေပျောက်ပျောက်သွားလိုက်မယ်နော်။ပျောက်ပျောက်သွားပါလိမ့်မယ်။အဲ့တော့တိနာသားသမီးတွေကဒီနေ့မှဆိုရင် ဆင်မပြောတယ်ဆောင်ရယ်ရှောင်းဝင်လေးတွေပြုလို့မဲ့ရေဒီယာလေးတွေတည်တည်စာပြုလို့ပေးပြီးတော့ဖြတ်သွင်းသွားမယ်ဆိုရင်တော့ကံကောင်းခြင်းတွေရရှိလာမယ်အစိုးအညံ့တွေပပျောက်သွားလိမ့်မယ်เนาะအဲ့တော့ဒီတနေ့လုံးအတွက်เนาะဒါဆင်မပြောတဲ့အတိုင်းပြုလို့ရမယ့်ရေဒီယာလေးတွေเนาะဒါရွှေပွားမယ့်ဒါ ခါရာလေးတွေပေါ့နော်အနေကင်းဂုံတော်ဆိုရလဲဒါကိုရဲ့စိတ်ရထက်တန်ရဂုံတော်လေးတွေလက်ပွင့်ဂုံတော်မှာလဲကိုစိတ်ရထက်တန်ရဂုံတော်လေးတွေအများတန်းရှင်ပွားပြီးတော့ဖြတ်တန်းပေးပါနော်အဆင်ပြေလာပါလိမ့်မယ်အဲတော့ကိုကခက်ခဲမှုတွေလွတ်မြောက်လာပါလိမ့်မယ်နော်ထို့ကြောင့်ဒီနှစ်အတွင်းမှာတနင်္လာသားသမီးတွေအဆဆအရေရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအနေဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်း ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမဆောလာနယ်နီကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။